ကျွန်တော်ဆီယမ်မာကျူကပြောထားတာပညာဆိုတာသင်ယူလို့မပုံဘူးတဲ့သေးတဲ့ထိသင်ယူရမှာအနုပညာသမားတွေစာရေးဆရာတွေအားလုံးကဒီနေရာတော့ငါတော့ရောက်နေပြီဒါတော့ဖြစ်နေပြီအဲ့လိုမျိုးဆိုတာကလူတွေရဲ့ငါတော်နေငါတက်နေငါတိနေပြီဆိုရင်ဒါကကြာရှုံးခြင်းတစ်ခုပေါ့နော်လူကြီးတိုင်းတော်နေမှမဟုတ်ဘူးလူငယ်တိုင်းညံ့နေမှမဟုတ်ဘူးမိဘတိုင်းကောင်းနေရမဟုတ်သူတာသမီတိုင်းနဲ့စိုးနေရမဟုတ်ဆိုတဲ့မစိတ်နေနေပဲကျွန်တော်ကမိသားစုအစ်အတွက်မှအကုန်လုံးရေးခဲ့တာဆိုတော့အခု ဒီဘက်ခက်မှာရောက်သွားတော့အဲ့ဆောက်ကလေးတွေကနေပြီးတော့အိမ်နောင်တို့လောင်တို့ရင်သွေးတို့ဖြစ်သွားတယ် မင်္ဂလာပါညာဖော်ယူနေ channel 7နဲ့ပူအောင်ပြတ်သားရဲ့ပွဲမှာဆ ्याम ကာလီရတာဘယ်နှကားလောက်ပါမလဲဘလူးမူးလေးတွေ့အောင်လဲလားကျွန်တော်တို့ကအော်ရမက်ကာဂျိုးမှာတော့ကျွန်တော်ဇလန်းရေးထားပြီးတော့တာမင်းစီကနေပြီးတော့ဇန်နူနီဖန်တီးထားတာပေါ့နော်ဟိုဆ ्याम တာမင်းစီကနေအခုဒီအစိတ်တဲ့ဝိုင်းမှာတော့ကျွန်တော်ကသူဇလန်းဇန်နူစာဆောင်ရေးထားတဲ့အတွက်မှာတော့နှကားပါပဲနောက်ဗီဒီယိုကတချို့လဲအဲ့မှာရိုက်ထားပါတယ် ကားလည်းမအောင်ပြည်သက်တွေဆက်မအောင်ကဘယ်လိုမျိုးပုံစံမျိုးတွေ့ရမလဲလောင်တဲ့ပုံစံမျိုးတွေ့ရအောင်လားဘယ်လိုမျိုးလေးတောင်းလဲမအောင်လဲကျွန်တော်အခုရေးတဲ့ဇလန်းတွဲတွေမှာကျွန်တော်ဟိုအရင်နှုံးကလိုမျိုးဟိုမဟုတ်ပဲနဲ့တမျိုးပြီးတမျိုးပေါ့နော်ဟိုသူတွေဒုံကြီးမထုအခက်ကလည်းဟိုလူကြီးတိုင်းတော်နေမှာမဟုတ်လူငယ်တိုင်းညံ့နေမှာမဟုတ်ဒီပါတိုင်းကောင်းနေမှာမဟုတ်သူတာသမီတိုင်းနဲ့ဆိုးနေမှာမဟုတ်ဆိုတဲ့မစိတ်နေနေပဲကျွန်တော်ကမိသားစုအချစ်အတွဲမှာအကုန်လုံးရေးခဲ့တာဆိုတော့အခု ဒီဘက်ခင်မှာရောက်သွားတော့အဲ့ဆောက်ကလေးတွေကနေပြီးတော့အိမ်နောင်တို့လောင်တို့ရင်သွေးတို့ဖြစ်သွားတယ်နောက်မှာခြံရံနေပြီးတော့ချစ်ညွန့်ခွေးတို့နင်းမဲ့ညတို့နင်းမဲ့ညပါလဲမြစ်တာမုံတိုင်းလို့ဆိုဇလန်တွဲလေးပြန်လုပ်တယ်အဲ့တော့ ရုပ်ရှင်ကောင်းရုပ်ရှင်နဲ့အဲ့လိုမျိုးပေါ့ကိုယ့်ရဲ့စာအုပ်လေးတွေဗီဒီယိုဖြစ်လိုက်ရုပ်ရှင်ဖြစ်လိုက်ပြီးရင်ဇလံတွဲလေးတွေဖြစ်လိုက်အဲ့လိုမျိုးတွေဖြစ်တာပေါ့အမှတခုနဲ့တခုမတူအောင်တော့ကျွန်တော်ကြိုးစားထားပါတယ်ဟုတ်ဟုတ်ဆရာမအဲ့တော့ဒါအရင်တော့ဝိထုရေးတဲ့ခင်နဲ့အခုအဝိထုရေးတဲ့ခင်နဲ့ဗီဒီယိုခင်ပေါ့နော်အဲ့ချိန်တော့အခုစီးရဲပြန်ပြန်ခင်နဲ့ဘာလို့ပြောင်းလဲသွားတယ်ဆရာမစီးရဲတွေ့ရကြတော့ဘယ်လိုပြောရမလဲဆိုတော့အရင်အားထုတ်ရတာပေါ့ကျွန်တော်တို့လေဗီဒီယိုခင်လို့ဟိုမျိုးပေါ့နော်ဟိုစောက်တွေခင်လို့မျိုးအနေချင်းလုံးလို့မြအောင်ဒါကြီးက အတာပေါင်းမြောင်များစွာဟိုမင်းသားမင်းသမီးပေါင်းမြောင်များစွာတွေဖြစ်နေတဲ့အတွက်မင်းသမီးအဲ့အဲ့အပေါ်မှာထိမ့်သိမ့်ပြီးတော့အကုန်လုံးကိုအဆင်ပြေအောင်လို့ကျွန်တော်ရေးသွားတာပေါ့နော်ဟုတ်ဟုတ်စီးရဲမှဆိုလို့ဆရာမတပိုင်းနဲ့တပိုင်းကိုပို့ပြီးဆွေးနွေးမှုရှိရအောင်ကိုအားထုတ်ရမယ်တကယ်ဆိုအဲ့အဲ့ဒါကြောင့်ကျွန်တော်တို့ကအဲ့လိုမျိုးကြီးဖြစ်တာပေါ့ဆရာဇလန်တွဲကလေအရင်တောင်းကြီးတယ်တာဝင်ကြီးပြီးတော့ကြာတော့အတာတွေအပေါ်မှာလေဘယ်သူမှမကြံအခုဒီနေ့ကရောဝဲပေးခဲ့တာဟာဆိုလို့ရှိရင်အခုကျွန်တော်က ကျွန်တော်ရေးလိုက်တဲ့ဒီဇက်ပေါ်မှာဘသူမှဇက်ဖို့ဇက်ညံဆိုတာမရှိဘူးအားလုံးကအတားရဆိုလို့ရှိရင်28ရောက်ရောက်30လောက်ပါတယ်အကုန်လုံးအကုန်ညီနေတာပါမယ်ထက်ထက်ထွန်းပါမယ်ဝီလာကြီးပါမယ်ပေါ့နော်အကုန်ဟိုနိုင်ငံစီယာပါမယ်အများကြီးအများကြီးဟိုဖုန်းရှယ်နိုးပေါ့အများကြီးပေါ့လေအကုန်လုံးကိုမင်းသူတို့ကအများကြီးပါတဲ့ပါတဲ့အထက်မှာမှာအဲ့အတားတွေ တယောက်မှတယောက်မှလောက်ွက်မကြအောင်။နော်ကိုကျော်စင်ပြောဆိုလို့ရှိရင်လည်းဒီကားထဲမှာအရသမားတယောက်တော့ဖြစ်တယ်။ချစ်စရာကောင်းတဲ့အရသမားဖြစ်အောင်ကျွန်တော်အကုန်လုံးခံနေထားတယ်။တကားလုံးမှာကိုညင်န္ဒာကလွဲလို့ရှိရင်အားလုံးကအရာအားလုံးပတ်သက်ညအတားရအားလုံးချစ်စရာကောင်းရေးထားပါတယ်။ဟုတ်ဒါပါဆိုဆရာမရဲ့ကားယူလိုက်နေလောင်ရတဲ့ဆိုပေမဲ့တယောက်ချင်းစီသူ့ကာရိုက်တာကတော့ပောက်ကြရတယ်ဆရာမ။ဟုတ်အဲ့ဒါလေတေဥ္ဆောင်ကျွန်တော်အနေနဲ့ငကိုကြဲတိုင်းကြိုးရတယ်။အမြင်သာမင်းကြီးမလွယ်ဘူးကျွန်တော်တို့။အရာအားလုံးကတေဥ္ဆောင်ကြီးဖြစ်ရတယ်။ ဲ့တော့အားလုံးကလည်းလမိုင်းဆက်ဆိုရှင်ရိုက်ချင်ရိုက်ပြီးရိုက်မယ်ဘယ်နှခမ်းပဲပါပါဘယ်နေရာပဲပါပါအဲ့လိုမျိုးသူတို့ဒီအကောင်းဆုံးပြုဆောင်နိုင်ကြပါတယ်တော်ကြပါတယ်အားလုံးကလေးဆမအဲ့တော့တစ်နှစ်ကိုဆမရဲ့ကားလေးဒါဘယ်တော့လောက်ထွက်လဲဆမတို့အဲ့လိုမျိုးပြောလို့မရဘူးကျွန်တော်တို့ဗီဒီယိုဗီဒီယိုခစ်ကဆိုရှင်ကျွန်တော်တက်လာ3လေးကားလောက်ပေါ့နော်အဲ့တော့စာအုပ်တင်နဲ့ဇာတ်ကြည့်နေနဲ့ဆိုတက်လာ3လေးကားလောက်ဖြစ်တယ်ခုဇလန်းအတွက်ကြတော့ကျွန်တော်တစ်နှစ်မှာအနည်းဆုံး ၃၅လောက်ပဲရေးပြတယ်။အချိန်၃လေးလလောက်ယူတာပေါ့နော်။အလုံးလုံး၄၅၆လလောက်ဖြစ်ချင်းဖြစ်သွားတယ်။တကားတော့ကို၃လေးလလောက်ကြာတယ်ဆက်လက်လို့ရကြာ။အဲအဲ့ဒီထဲမှာဟိုကိုတခြားပရိုဒူဆာရေးဇက်တောင်းနေဆိုရှင်ကျွန်တော်ရင်ဗီဒီယိုခက်ကအဲရောင်းထားပြီးသားစာအုပ်ကလေးတွေအဲနောက်တက်တက်တီးတဲ့ဟန်ပေါ့နော်ဟိုဇက်ကျင်းလေးတွေသူတို့ပြောတဲ့ဇက်ကျင်းလေးဖန်တီးပြီးတော့ပေးလိုက်တာပေါ့ဟုတ်ပါဘူး ါတယ်ဆရာမအဲ့တော့ဒါအိမ်တော်ရေးဇက်တွေတော်တော်များများပါဆရာမဘယ်လိုမျိုးလေးရေးရမျိုးရှိရတာလက်တွေ့ဝါမှာလည်းတကယ်ဖြစ်ဖြစ်နေတဲ့ဟာကြီးပဲဆိုတော့လေအဲ့ဒါဟာလေကျွန်တော်ကလေအခြေခံလူတိုင်းကဖြစ်နေလို့ဟိုအခြေခံလူတိုင်းကဖြစ်ရမှန်လေးတွေပဲဖြစ်မှာမဟုတ်ဘူးပတ်ဝန်းကျင်မှာထိတွေ့နေတာလေးတွေကိုမြင်တွေ့ကြားနေတာလေးတချို့သောဆိုလို့ရှိရင်လည်းအဲဘယ်လိုပြောရမလဲဆိုရှင်အဲဆမဘလူဘလူလေးရှိရတယ်မျိုးကဘလူခံစားချက်ရှိတယ်ဆိုရတာလေးကကျွန်တော်ကအဲ့လိုလေးပြောလိုက်ရင်ဇက်ဖန်ထိလိုက်တာပါ ဝင်းကျင်မှာပြည့်ပြည့်နေတဲ့အိမ်တော်ရေးဟာတွေတော်တော်များများရေးရတာဆိုအဲ့ဒါတွေပါလေကျွန်တော်ရေးသမျှအဲ့ဒါကြောင့်မို့တချို့ညင်တွေ့ကြားနေရတာပေါ့နော်အဲအဲ့တော့ကြတော့ဟိုတချို့အရာတွေဆိုလို့ရှိရင်အတူနဲ့အဲတူနဲ့ဘဝတူတယ်လို့သူ့ရဲ့ဖြစ်ရမှန်းနဲ့တူတယ်လို့အဲအဲ့လိုမျိုးတွေဖြစ်ဖြစ်သွားတာဟုတ်အဲ့တော့ဒါအဲ့ကြောင့်မို့လဲစကားတကားထွက်ပြီးပောက်တယ်ဆိုလို့ရှိရင်တို့ရဲ့ခံစားချက်နဲ့ထူတာများရတယ်ဆရာမအခြေခံတွေကိုဟုတ်ကဲ့ဟုတ်ကဲ့ဦးတည်ပြီးရေးရဆိုလို့ဟုတ် ိုကိုရံရဒီပါဝင်ညံမှာနေတဲ့အတွက်ဒီပါဝင်ကျင်ရထိတွေ့သမျှအရာအားလုံးဟိုကျွန်တော်ကဒီလိုမျိုးဇလန်းလေးဖြန်ပြီးပြတယ်ပဲပြောပါဘူးဟုတ်အဲ့တော့ဆီမတာတော့ခုနောက်ပိုင်းကျင်ဆီမလုံးကကားဒီဆီမစတိုက်တွေ့နေရဆီမပြောလို့ပါအောင်ကိုကိုကျွန်တော်ပြတ်တယ်ပြောပါအဲ့တော့ကျွန်တော်ကလုံမဆိုပြီးစင်တင်ပေးတာကဘုံကြီးဝိထုတွေထုတ်ပေးကြတာဆရာပြူပေါ့နော်ဒီကနေပြီးလုံမဆိုပြီးရွေးချယ်ပြီးတော့စင်တင်ပေးခဲ့တယ်အဲ့ဒီအတွက်ဆရာကိုလည်းအများကျေးဇူးတင်ပါတယ် နောက်ပြီးတော့အခုနောက်ပိုင်းဇက်တွေဇက်တွေဖန်တီးတဲ့နေရာမှာလဲလူလူစားတွေရဲ့ပံ့ပိုးမှုတွေပေါ့နော်အတူတူဘလူလေးရိုက်ချင်တယ်ဘာလေးလှုပ်ချင်တယ်ဆိုတော့ပုံမှန်ကိုကကိုညူးပြီးတော့ဒီလိုလေးတော့ဒီလိုလေးတော့အပြင်မှာရှိတယ်ဒီလိုလေးတော့ရှိတယ်ဆိုတဲ့အမှာကျွန်တော်ဖန်တီးရိုက်လို့ဒကာအရေအတွက်ညားတယ်တော့မဟုတ်ပါဘူးကျွန်တော်တည်တဲ့အထိတော့တင်ယူရအောင်ပါမှာကျွန်တော်အတွက်တော့ဒါကြီးကဟိုအောင်မြင်နေတယ်လို့မထင်ပါဘူးကြာတင်ယူလုံးပါအမြင်နဲ့ဆရာမောင်ကြည့်လို့ရှိရင်အမြင်နဲ့ဒါကို ရပြောရတာမျိုးတွေ့ရတော့ဆက်ပါပြောပြပါအောင်။ကြ။ဟောက်ပြော။အမြဲတမ်းဆရာမပြောရလို့ရှိရင်ဒါအမြဲတည်ပါဦးမယ်။နေ့နေ့ဆရာပြောရတာမျိုးတွေ့ရတယ်နော်။အမြဲတည်ပါတဲ့ဟာကအမြဲကြံသေးတယ်လို့ခံစားမိရတယ်ဆရာမ။အဲ့နာလေကျွန်တော်ဆရာမကျူးကပြောထားတာ။ဟိုဘယ်လိုပြောမလဲဆိုတော့ပညာဆိုတာတင်ယူလို့မကုန်ဘူးတဲ့။တည်တဲ့အထိတင်ယူရမှာ။အနုပညာသမားတွေအခုစာရေးဆရာတွေအားလုံးကဒီနေရာတော့ငါတော့ရောက်နေပြီဒါတော့ဖြစ်နေပြီ အဲ့လိုမျိုးဆိုတာကလူတွေရဲ့ငါတော်နေငါတက်နေငါတိနေပြီဆိုရင်ဒါကကြာရှုံးခြင်းတစ်ခုပေါ့နော်။ဘာလို့ဆိုတော့တင်ယူနေရမှာပဲကျွန်တော်လေ့လာနေရအောင်မှာတင်ယူနေရမှာဘာလို့ဆိုတော့ကျွန်တော်တို့ဇကားကြီးဇကားကြီးကြီးလိုက်တဲ့ဟာအကုန်လုံးကိုယ့်ထက်ပိုပြီးတော့တော်တဲ့သူတွေတက်တဲ့လူတွေလည်းတွေ့ရတယ်လေနော်ဇက်ဖန်တီးတဲ့နေရာမှာရိုက်တာရဟာမှာအဲ့အတွက်ကျွန်တော်ကကိုယ့်ကိုမြင်နေလိုအပ်နေလို့ထင်နေမှာပါ ့အရှင်မှာရောအဲ့လိုမျိုးမတော်နေပြီဆိုနေရာတစ်ခုရောက်နေပြီဆိုတော့အောက်ခြေလွတ်သွားတယ်ဆိုရင်ပြုတ်ကျတယ်ဆိုတော့ခဲ့ပူတာအဲ့လားတော့ကျွန်တော်မသိပါဘူးဗျာဟိုဘာလို့လဲဆိုတော့ကိုယ့်ကိုယ်ပဲအမြဲတမ်းကျွန်တော်ကလေအမှုပညာကိုယူသွတ်တယ်အမှုပညာနဲ့ပတ်သက်ရင်ကျွန်တော်ကြိုးနွံပြီးတော့သင်နေဦးမှာဟုတ်ပါဘူးကျွန်တော်ကိုအခုချိန်ဒီအားပေးတယ်လုံကြီးမထုခဲ့ရတဲ့အားပေးတယ်စာဖက်ပြိတ်သက်တွေရောကျွန်တော်ကိုအခုချိန်ဒီလုပ်တွေပေးနေတယ်ပရိုဒူဆာတွေရောအားလုံးကိုကျေးဇူးတင်ပါတယ်